ဦးမျိုးကငိုကိုတည်းမဆူဘူးသိလားဦးမျိုးနဲ့အရင်တော့ရိုက်တယ်လေဒါပေမဲ့ဦးမျိုးကစကားပြောရင်တော့အေးအေးလေးနဲ့ပြောတာဆိုတော့ဦးမျိုးဆူတာတော့မခံဘူးဦးမျိုးနဲ့လည်းအရင်တော့ကားတွေအများကြီးရိုက်ဖူးတယ်နေနေပါသွားပြီးတော့ရိုက်ဖူးတယ်ဆိုတော့ဦးမျိုးနဲ့ကတော့ peace ပဲအစ်စေပဲအဲ့တော့ဦးမျိုးကကိုယ့်ရဲ့စေဝါထဲမှာလည်းဆရာထဲမှာလည်းပေါ့နော်တင်တင်ဆရာထဲမှာလည်းပါတယ်မြင်ဆရာထဲမှာလည်းပါတယ်ပေါ့အဲ့တော့ဦးမျိုးကတော့အဲအဲ့လိုကြောက်တဲ့ဟာဆိုဘယ်လောက်ထိကြောက်ရမလဲအစ်စ်နေရှိတယ်လေဟိုဟိုအဲ့အစ်စ်နေရစားဦးမျိုးကအရှုတေမှာရိုက်ရင်းနဲ့ပဲပြောပြသွားပြီတိတ်မေးသွားတာဆိုတော့ဦးမျိုးရဲ့ပြောပြတဲ့ဟာနဲ့ကိုလုတ်တက်တာနဲ့ပေါင်းလုပ်ထားတာပေါ့အဲ့လိုမျိုးအဲ့တဲ့ဆေးရောက်ကြတော့သူကဟိုပါပေါ့အပြိုကြီးပေါ့နော်အပြိုကြီးအာသူ့သူ့ရဲ့ချစ်သူနဲ့လမ်းခွဲထားပြီးတော့ အဲတကူတဲ့အပြူကြီးစည်းသားကြောင်တဲ့အပြူကြီးပေါ့အဲ့လိုအဲ့လိုမျိုးဆက်ရောက်အော်အဲ့မောင်ဆိုတာကသူကအဲ့ကားထဲမှာသူတို့ကဂျိုးကိုခေါ်တဲ့နာမည်သူကမောင်လို့ခေါ်တာအဲ့အဲ့ထဲမှာအမေရာမောင်သူကအဖျားဆိုပြီးမောင်လို့ခေါ်တာသူ့နာမည်တီဟာအောင်သူကတီလို့ခေါ်တာအာတီနဲ့မောင်เนี่ยပြောင်းပြန်လေအမိန်ကလေးဆိုမိန်ကလေးကပဲခေါ်တာကိုကမဟုတ်ဘူးသူကကိုမောင်လို့ခေါ်တာအဲအဲ့လိုအဲ့လိုအဲစောင်းလို့ခေါ်တာအဲ့ဆက်အဲ့အရာလေးကစမ်းတယ်သူက အဲသူကအကြောက်တာလဲပါမယ်ဒါမှဒရမာလဲပါတယ်သူကဟိုပါဘောနော်တရေကားထဲမှာတိတ်မရှိနိုင်တဲ့ဆက်မျိုးပေါ့နော်နောက်ပြီးတော့အာသူတော်သက်စီဆိုတာကဖိုးသူတော်ပေါ့ဖိုးသူတော်ကနေပြီးတော့သက်စီဖြစ်တဲ့ဟာမျိုးပေါ့အဲအဲ့ဒါမျိုးကအဲ့ရအเจ้าကြီးတเจ้าအဲ့ဘုန်းကြီးเจ้าကြီးเจ้ามาရှိတာကိုရီးယားအเจ้าမျိုးမျိုးနဲ့ပေါ့နော်ဟိုဒီလူခဏယောက်ကဒီเจ้าကိုရောက်လာတဲ့အချိန်မှာအဲ့အဲ့ဒါဒီဒီသက်စီကြီးရ၆တဲ့ပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးအဲ့မှာဟိုစိတ်ဝင်စားပါစရာတွေထူးဆန်းတာတွေကြုံရမဲ့ဟာမျိုးပေါ့အဲ့လိုမျိုးကြာပြီဦးမျိုးနဲ့တော်တော်ကြာသွားပြီ အာ2010အော်တော့ရှိမယ်ထင်တယ်အနှစ်15နှစ်လောက်တော့ရှိမယ်ထင်တယ်အုံမျိုးကငိုရဲမဆူဘူးသိလားအုံမျိုးနဲ့အရင်တော့ရိုက်တယ်လေဒါပေမဲ့အုံမျိုးကစကားပြောရင်တော့အေးအေးလေးနဲ့ပြောတာဆိုတော့အုံမျိုးဆူတာတော့မခံဘူးအုံမျိုးနဲ့လည်းအရင်တော့ကားတွေအများကြီးရိုက်ဖူးတယ်နေနေပါသွားပြီးတော့ရိုက်ဖူးတယ်ဆိုတော့အုံမျိုးနဲ့ကတော့ peace ပဲအစ်စေပဲအဲ့တော့ဦးမျိုးကကိုယ့်ရဲ့စေဝါထဲမှာလည်းဆရာထဲမှာလည်းပေါ့နော်တင်တင်ဆရာထဲမှာလည်းပါတယ်မြင်ဆရာထဲမှာလည်းပါတယ်ပေါ့အဲ့တော့ဦးမျိုးကတော့အဲအဲ့လိုကြောက်တဲ့ဟာဆိုဘယ်လောက်ထိကြောက်ရမလဲအစ်စ်နေရှိတယ်လေဟိုဟိုအဲ့အစ်စ်နေရစားဦးမျိုးကအရှုတေမှာရိုက်ရင်းနဲ့ပဲပြောပြသွားပြီးတိတ်မေးသွားတာဆိုတော့ဦးမျိုးရဲ့ပြောပြတဲ့ဟာနဲ့ကိုလုတ်တက်တာနဲ့ပေါင်းလုတ်ထားတာပေါ့အဲ့လိုမျိုး ဥမျိုးကငကိုတည်းကသူကဟောအဲ့အချစ်မှာဆိုလဲဥမျိုးကနီးစပိုင်းတော့အရန်ပေါက်ခဲအဲ့လိုပဲတရေကားမှာဆိုလဲသူကပုံတကားတိုက်တည်သူကအဲ့ကားဆိုလဲဥမျိုးပြောင်းရက်ခဲတရေကားဆိုတော့သူကအဲ့လက်ကရှိပြီးသားအဲ့တော့ဥမျိုးကပြီးတော့ တကယ်ရှိတယ်ဆိုတဲ့နေရာမျိုးမှာသွားရိုက်ကြာကိုငကိုတဲ့ဥပမာအဲ့လိုမျိုးရိုက်တတ်တယ်တကယ်အဖြစ်ပြက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုကိုရီးယားလည်းသရေကကြိုက်တဲ့သူပြီးတော့အဲဟိုပါပေါ့ဇလန်းဆိုတာထက်တကယ်ရှိတဲ့ဟာမျိုးရိုက်တာမျိုးကြိုက်တယ်ဆိုတော့လေအခုကလည်းတကယ်ရှိခဲ့တဲ့နေရာတွေမှာရိုက်ခဲ့ရတယ်နောက်ပြီးတော့ဒီထဲမှာလည်းသရေရှာတဲ့ခြောင်လို့ဖွဲ့လဲပါတယ်အဲ့မှာသရေရှာတဲ့စက်တီးနဲ့အဲ့လိုဖမ်းတဲ့အတန်တွေတကယ်မိရတော့ဘာလို့အဲ့လိုမျိုးပေါ့နော်ထူးဆန်းအံ့ဩဝယ်ရတယ်အဲ့လိုမျိုးချုပ်ခဲ့ရတယ် အဲဥမျိုးနဲ့ရလားဥမျိုးနဲ့ကြတော့လေဟိုဘယ်လိုပြောမလဲဥမျိုးနဲ့ကဘယ်အချိန်တွေ့တဲ့ဥမျိုးနဲ့ရင်းနေတယ်ဘာလို့ကိုကြီးနဲ့ဥမျိုးနဲ့ဆိုတာလဲလေအဲ့လိုဟိုတို့ကအညီကိုလို့ဆိုဆရာတပည့်လို့လို့နေတာဆိုတော့လေဟိုဂျားထဲမှာမတွေ့ပြင်မဲ့ဥမျိုးနေမကောင်းတာသွားမိတာတို့အဲ့လိုသွားကြော့တာတို့ဘာလို့ရှိရဲဆိုတော့လေအဲဥမျိုးနဲ့ကအမြဲတမ်းမစိမ့်ပါဘူးတွေ့တယ်အမြဲတမ်းရင်းနေတယ်ဟုတ်မလဲရိုက်ခွင်းဒီလိုဆောက်ပါတယ်ဟုတ်အဲ့ဒါကြတော့ကိုငငယ်လေးတုန်းကပို့ပါနော်အတီအသက်20ကျော်ကပို့ပြန်အောင်သွားသလိုပဲဥမျိုးလည်းအဲ့လိုပဲကိုတွေတွေ့လို့ရှိရင်သူလည်းပြန်ငယ်သွားတာပေါ့နော်အဲ့လိုဆိုတော့ဟိုပြောမကောင်းပါနဲ့ရှူတင်ပါတော့ဟုတ် သူတို့သစေကပထမကဖုံးဤသစေဆိုတဲ့နာမည်နဲ့ဥမျိုးကဥမျိုးမှာဇက်တပုတ်ရှိတယ်ဇက်ရှိတော့အဲ့ဒီဇက်ကိုကိုအကြီးကဥမျိုးရှိရရလာတော့အကျိုးပြောပြတော့အဲ့အဲ့အဲ့နာမည်ကြားနေအရင်ရိုက်ချင်သွားတယ်မောင်အဲ့ဒါရိုက်ပါလားဗောနော်ဘာလို့ကိုရီးယားလေအဲ့လိုတရေကားကိုဘာတရေကားမဆိုကြိုက်တယ်ကြည့်တယ်ဆိုတော့လေအဲ့သူအဲ့လိုမျိုးပြောတဲ့ခါကျတော့ရိုက်မယ်ဆိုပြီးတော့ဥမျိုးကဒီဟာကတော့စဉ်းစားရမှာမဟုတ်ဘူးဒါကတော့ဗောနော်ဆိုလိုပဲဖြစ်ဖြစ်ပြင်နေရရှိရပြင်ပြီးတော့ဆိုပြီးတော့နောက်ဆုံး သူတော်သက်စေးဆိုတဲ့နာမည်နဲ့စဉ်းစားကြရတယ်ရိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုအခက်ခဲရတော့အများကြီးကြုံပြီးတော့ရိုက်ခဲ့ရတာပဲဟုတ်အဲ့လိုပြောချင်လဲဆိုတော့အဲသူတို့ကဘယ်လိုပြောမလဲအဲသူတို့ရဲ့တချို့ဇက်ဝင်ကနေရလေတကယ်ပြင်မှာရှိတဲ့ဟာတွေပဲဒါပေမဲ့အဲတချို့စဉ်းစားမသင့်တော်ဘူးလို့ထင်တဲ့ဟာမျိုးကြရင်ထောက်ညုံမိတာပေါ့အဲထောက်ညုံနေကြတော့ကိုရီးယားလည်းဒါဘောင်ထဲကစီးရရဆိုလုတ်ပေးရတာပေါ့နော်အဲ့လိုမျိုးကြောင့်ဘယ်လိုပဲဖြစ်ဖြစ်အဲသူတို့နှစ်ယောက်ရဲ့ပထမဆုံးပြန်ဆုံတဲ့ကမ်ဘတ်ဆိုတော့လေကားလေးရလည်းကောင်းမယ်ပြိတ်သက်လည်းကြိုက်မယ်လို့မျှော်လင့်ပါတယ် ကိုကတော့လေဘယ်လိုပြောမလဲဟိုကိုကိုတိုက်ကရိုက်လို့ပြောတာတော့မဟုတ်ဘူးအကုန်လုံးကလေဟိုအဲ့ထဲမှာပါတဲ့တိ့ဥဆောင်ကြီးရယ်လေကောင်းတယ်အကုန်လုံးလေအကုန်လုံးကောင်းတယ်ဟိုကြည့်ရတာလေဟိုအကုန်လုံးမြ мян ဆိုင်ဆိုင်နဲ့ကောင်းတယ်အာပြိသက်လာကြည့်ပါလို့ဖိတ်ခေါ်ခြင်းတယ်ဘာလို့လဲဆိုတော့အဲသူတို့ဥမျိုးမြင့်နဲ့ကိုအောင်ကြီးနဲ့ပထမဆုံးကမ်းပဲဖြစ်တဲ့ကားဖြစ်လို့ဟုတ်